မိတ်ဆွေများအားလုံးမင်္ဂလာပါဗျကျွန်တော်ရဲ့ခွေး entertainment youtube channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ကျွန်တော်မိတ်ဆွေတို့ကိုပြောပြပေးမှာကတော့နိုင်ငံတကာလေဆိပ်တွေမှာဖမ်းဆီးခဲ့တဲ့ဖူရိုဆာဆာတရားမဝင်ဖြစ်စည်းများအကြောင်းဝင်ဖြစ်ပါတယ်နိုင်ငံတကာလေဆိပ်တွေမှာဖမ်းဆီးခဲ့တဲ့ထူးထူးဆန်းဆန်းတရားမဝင်ပစ္စည်းတွေကဘာတွေဖြစ်မလဲဆိုတာကိုမိတ်ဆွေတို့အနေနဲ့စိတ်ဝင်စားမယ်လို့ထင်ပါတယ် ဒါကြောင့်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆောင်ထိကြည့်ပြီးဆက်လက်လေ့လာကြည့်အောင်ပြ။ရတာခုနှစ်ခုနှစ်တုန်းကအန်တလန်တာအပြည်ပြည်ဆိုင်ရာလေးစိတ်မှာရောထူးထူးဆန်းဆန်းပစ္စည်းတွေကိုဖမ်းဆီးမိခဲ့ပါတယ်။ဒါတွေကတော့တောင်ကိုရီးယားနိုင်ငံသားတဦးရဲ့ခရီးဆောင်အိတ်ထဲမှာတဲဆောင်လာတဲ့အစိတ်အပြင်းငွေတွေတွေပဲဖြစ်ပါတယ်ဗျ။ဘလို့အကြောင်းအကြောင်းကြောင့်ဒီလိုငွေတွေကိုတဲဆောင်လာလဲဆိုတာကိုမသိရပါပဲ။ ဥပဒေအရတော့ဒီအမျိုးသားကိုထိထိရောက်ရောက်အေးအေးယူခဲ့ကြပါတယ်။မိတ်ဆွေတို့အနေနဲ့လည်းဒီလိုမွေးအသေးတွေကိုဘယ်နေရာမှာတောင်းလဲဆိုတာကိုသိတဲ့သူများရှိရင်ပြဝေပေးကြပါအောင်ဗျ။ဒီအဖြစ်ပြက်ကတော့2014ခုနှစ်တုန်းကတရုတ်နိုင်ငံမှာဖြစ်ပွားခဲ့တာဖြစ်ပြီးတော့တော်တော်လေးကိုနမဲကြီးခဲ့တာလည်းဖြစ်ပါတယ်။အဖြစ်ကတော့တရုတ်လီစိတ်အရာရှိတွေဟာအမျိုးသားတအူးကိုစစ်တီနေတဲ့ တတ်ထူရှာပွေရေးဆက်မှာမတင်ကားစရာတခုတွေ့လို့စစ်ဆေးကြည့်ရှုခဲ့ပါတယ်။စစ်ဆေးကြတဲ့အခါမှာတော့အမျိုးသားရဲ့ခန္ဓာကိုယ်မှာတိတ်နဲ့ပတ်ထားတဲ့ iPhone တွေကိုတွေ့ခဲ့ကြပါတယ်။အမျိုးသားက iPhone အလုံးပေါင်း94လုံးကိုမှောင်ကိုတင်သွင်းလာတာဖြစ်ပြီးတော့ဈေးကြီးကြီးနဲ့ပြန်ရောင်းကိုစီစဉ်ထားခဲ့တာပဲဖြစ်ပါတယ်။နိုင်ငံကလေးစိတ်တွေကိုရှော့တွက်မိခဲ့တဲ့ဒီမျိုးသားကတော့ကံမကောင်းခဲ့ပါဘူးဗျ။ ဒီတစ်ခုကတော့တော်တော်လေးကိုကြောက်စရာကောင်းလာပါတယ်။အမ်စတာဒန်လေဆိပ်ကရဲရာရှိတွေဟာဂျာမန်စုံလေးတရဲကိုစစ်ဆေးကြည့်တဲ့အခါမှာတော့ခရီးဆောင်အိတ်ထဲမှာတည်လာတဲ့ပင်းကူအကောင်200ကျော်ကိုဖမ်းဆီးမိခဲ့ကြပါတယ်။စစ်ဆေးတဲ့အခါမှာတော့သူတို့စုံလေးဟာဒီပင်းကူအကောင်လေးတွေကိုတာဝေတွေကတိုက်ကနေတည်ဆောင်လာခဲ့တာဖြစ်တယ်လို့သိရပါတယ်။အရန်ကိုကြောက်စရာကောင်းတဲ့အဖြစ်ပြက်ပဲဖြစ်ပါတယ်။ ဒါကတော့ဒေါ်လာ1.2တန်းကျော်တန်းနဲ့ရွှေတော်တွေကိုမှောင်ကိုသွင်းလာတာပဲဖြစ်ပါပဲ။လေးစိတ်ဝင်တန်းတွေဟာမွန်ပိုင်းကနေဘန်ကောက်ကိုပြန်တန်းခဲ့တဲ့လေရင်ပေါ်မှာတန်ရှင်းလောက်နေတော့တန်မိုးကြီးအရာတွေကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။ဒါတွေကတော့ရွှေတော်24တုံးဖြစ်ပြီးတော့လေရင်အတန်းစိန်ခဲထဲမှာရှာဖွေတွေ့ရှိခဲ့တာပဲဖြစ်ပါတယ်ဗျ။ဒီလိုအမှုတွေကတော့တိတ်ပြီးတော့မထူးဆန်းတော့ပါဘူး။ အကြောင်းကတော့အိန္ဒိယနိုင်ငံဟာကမ္ဘာပေါ်မှာရွှေအများဆုံးဝယ်ယူသုံးစွဲတဲ့နိုင်ငံဖြစ်ပြီးရွှေမောင်ကိုလုပ်ငန်းတွေကလည်းအတော်လေးကိုများပြားနေတာပဲဖြစ်ပါတယ်။ဒီလိုဖြစ်ရတွေကတော့မွန်ဘိုင်းကနေဘန်ကောက်ကိုပြန်တန်းခဲ့တဲ့လေယာဉ်တွေပေါ်မှာခဏခဏဖြစ်နေတဲ့ဖြစ်ရလို့ဆိုပါတယ်ဗျ။ ဒါကတော့ခရီးတဲ့တရားပါလက်ဖြစ်ပုံလေးလုံးကိုလှိုးဝှက်တယ်ဆောင်ပြီးလေးပေါ်တက်ခဲ့ဖို့စူးစားခဲ့တာပဲဖြစ်ပါတယ်။ဒါပေမဲ့လည်းသူ့ရဲ့လုံရဟာမအောင်မြင်ခဲ့ပဲလေးစိတ်ကအရာရှိတွေကစစ်ဆေးတွေ့ရှိရတဲ့အခါမှာတော့ဒီမျိုးသားကဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရပါတယ်။နောက်ဆုံးအနေနဲ့ပြောပြပေးချင်တာကတော့အသက်ရှင်နေတာရှိသေးတဲ့ကလေးငယ်တအူးကိုမှောင်ကိုတွင်းလာခဲ့တဲ့ပုံလေးဖြစ်ပါတယ်။ Ivory Coast နိုင်ငံသားတအူးဖြစ်တယ်။ဒီကလေးလေးကိုခရီးဆောင်အိတ်ထဲထည့်ပြီးမော်စကိုနိုင်ငံကနေစပိန်နိုင်ငံကို ပြန်တမ်းမဲ့လေယာဉ်ပေါ်မှာမှောင်ကိုတဲဖို့စ조사ခဲ့တာပဲဖြစ်ပါတယ်။ဒါပေမဲ့လည်းနေစိတ်က X-ray ဆက်မှာတော့အတိုင်းသားပေါ်နေနေတာကြောင့်မှောင်ကိုလောက်ဖို့စ조사သူကအဖမ်းခံခဲ့ရတာပဲဖြစ်ပါတယ်။ဒီလိုအသက်ငယ်သေးတဲ့ကလေးတွေကိုမှောင်ကိုတင်သွင်းနေတဲ့ဖြစ်ရပ်တွေကလည်းမကြာခဏဖြစ်တယ်လို့ဆိုပါရစေ။ ဒီတစ်ခါကျွန်တော်တင်ဆက်ပေးလိုက်တာကတော့ဒီစိတ်မှဖမ်းမိခဲ့တဲ့ထူးထူးဆန်းဆန်းတရားမဝင်ပစ္စည်းတွေအကြောင်းပဲဖြစ်ပါတယ်ဗျမိစွေတို့အနေနဲ့လည်းစိတ်ဝင်စားမယ်လို့မျှော်လင့်ပါတယ်နောက်ရက်တွေမှာလည်းဒီလိုစိတ်ဝင်စားစရာကောင်းတဲ့အစီအစဉ်တွေကိုမပြတ်တင်ဆက်ပေးပါမို့ကျွန်တော်ရဲ့ Quick Entertainment YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးဖို့မြစ်တာရက်ခံပါရစေကောင်းသောနေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ